ဒီနေ့တော့ကမ္ဘာဦးချမ်းအခန်းကြီး37ဖြစ်ပါတယ်။ခန်းကြီး37အငယ်1မှ30ထိုအခါလာဗန်သားတို့ကငါတို့ဖခင်ဤဥစ္စာရှိသည်မြတ်ကိုယာကုပ်တီယူသွားလီပြီတကားငါတို့အဖဤဥစ္စာအဖြစ်သူ၌ဤမည်သောစီးစိမ်ရှိသည်မြတ်သည်ဖြစ်လီပြီဟုဆိုကြသည်ကိုယာကုပ်ကြား၍ လာဘန်၏မျက်နာကိုကြည့်သောအခါရှေ့ကကဲ့သို့မဟုတ်ခြားနာသည်ကိုသိမြင်၏။ဒါဝရဖျားကလည်းတင်ဤဘိုးဘနေတော်ပြီတင်ဤအမျိုးသားချင်းထံသို့ပြန်တော်လော။ငါသည်တင့်ပင်၌ရှိနေမည်ဟုယာကုပ်အားမိန့်တော်မူ၏။ယာကုပ်သည်လူကိုဆေလွတ်၍ယာခေလနှင့်လေအာကိုတိုးစုရှိရာတောသို့ခေါ်ပြီးလျှင် တင်တို့အဖအကြီးမျက်နှာသည်ငါ၌ရှိကကဲ့သို့မဟုတ်ခြားနာသည်ကိုငါတိမြင်၏သို့တော်လေငါအဖအကြီးဖျားသခင်သည်ငါဘက်၌ရှိတော်မူ၏တင်တို့အဖအကြီးအမှုကိုငါတတ်နေသည်မြတ်အတိုင်းငါစောက်သည်ကိုတင်တို့သိကြ၏တင်တို့အဖသည်လည်းငါကိုလှည့်စား၍ငါရထိုက်သောအခါကိုဆဲခြင်းလဲခဲ့ပြီသို့တော်လေငါကိုညှင်းဆဲစေခြင်းဟာ ဖျားသခင်အခွင့်ပေးတော်မမူသူကပျောက်သောအကောင်တို့သည်တင်ဤအခဖြစ်စေဟု ဆိုလျင်တိုးစိတ်ရှိသမျှတို့သည်ပျောက်သောအကောင်တို့ကိုမွေးကြ၏ကြားသောအကောင်တို့သည်တင်ဤအခဖြစ်စေဟု ဆိုလျင်တိုးစိတ်ရှိသမျှတို့သည် ကြားသောအကောင်တို့ကိုမွေးကြ၏ထို့သောဖျားသခင်သည်တင်တို့အဖအီတရိစံတို့ကိုနှုတ်၍ငါအားပေးတော်မူပြီး ထိုတိဆံများတို့သည် ရှက်တင်ကြသောအခါငါမျောကြည့်၍တိဆံမတို့နှင့် ပေါင်းဖော်သောတိဆံအထီးတို့သည် အပြောက်အကြားမှဆက်၍အထွေထွေသောအစင်းရှိကြောင်းကိုအိမ်မက်၌ငါမြင်ရ၏အငယ်၁၁မှ၁ဘုရားသခင်၏ကောင်းဝင်တမန်ကလည်းယာကုပ်ဟုအိမ်မက်၌ငါကိုခေါ်လင် အကျွန်ုပ်ရှိပါ၏ဟုငါထူ၏ သူကလည်းမျော်၍ကြည်လောတိရစ္ဆာန်မနှင့် ပေါင်းဖော်သောတိရစ္ဆာန်အထိရှိသည်များတို့သည် အပြုတ်အကြမ်းမှဆ ảy ၍အထွေထွေသောအဆင်းရှိကြ၏အကြောင်းမူကားတင်၌လာဗံပြုသည်များတို့ကိုငာမြင်၏ငါကတင်သည်မှတ်တိုင်ကိုစီလောင်း၍ငါ၌တစ္ဆာပြုရာဘေတလတ်အယိုက်ဖျားဖြစ်၏ယခုထ၍ဤရမှတ်ထွက်သည်ဖြင့်အမျိုးသားချင်းတို့နေသောပြည်သို့ ပြန်တော်လိုဟုငါအားမိန်တော်မူ၏ဟုယာကုပ်တီကြားပြောပြီးလျှင်ယာခေလနှင့်လေအာတို့ကအကျွန်ုပ်တို့သည် ကိုယ်အဖအိအိနှင့်အဘယ်သို့ဆိုင်သည်။အဘယ်သို့အမွေခံရသေးသည်။သူသည်ကျွန်ုပ်တို့ကိုတကြွတနိုင်ငံသားကဲ့သို့မှတ်တတ်သည်မဟုတ်လော။ကျွန်ုပ်တို့ကိုရောင်စားခဲ့ပြီတကားကျွန်ုပ်တို့အဖမှဘုရားသခင်ရုပ်သိမ်းတော်မူသော စီးစိမ်ရှိသမျှသည် ငါတို့ဥစ္စာငါတို့တာသမီများဥစ္စာဖြစ်၏တို့ဖြစ်၍ဖျားသခင်မှားထားတော်မူသည့်အတိုင်းယခုတွင် ပြုပါလောဟု ပြန်ပြောကြ၏အငယ်၁၉မှ27ဒိုခာယာကုတ်တီထား၍မိမိသားများတို့ကိုကလောအုပ်ပေါ်မှ စီးစေ၏မိမိတရိษံဒီဟုသောပါဒနရံအရ၌ရသောတရိษံရှိသည်များတို့နှင့် ယတ္တသမြသောဥ္စာတို့ကိုဆောင်ယူ၍အဖအီးဆက်နေရာ ခန္ဓာပြည်တို့ခရီးသွားလေ၏လာဘန်သည်တိုးမွေးကိုညှက်ချင်းငါအခြားတစ်ပါးတို့တွားခိုက်တွင်ယာကေလသည်သူ၏တရားရုပ်ထုတို့ကိုခိုးယူလေ၏ယာကုတ်သည်မိမိပြေးမိအကြောင်းကိုမကြားမပြောဘဲနေ၍ရှုရီလူဖြစ်သော လာဘန်ကိုပရိယအားဖြင့်နိုင်လေ၏ထို့သောမိမိဥ္စာရှိသမျှပါလျက်ပြေးသွား၍ မြစ်တစ်ဖက်သို့အလင်းအမြန်ကူးပြေးလေဂီလတ်တောင်ကို ရှေ့ရှုပြုလေခยีတော်လေ၏အငယ်၂စနေနှစ်မှ35ရာကုန်ပြေးချောင်းကိုသုံးရမြောက်သောနေ့၌လာဗန်ကြားသည့်လင်ရေကိုတို့ကိုခေါ်၍ခொနည်းရဲ့ခยีလိုက်သည်ဖြင့်ဂီလတ်တောင်ပေါ်မှမိလေ၏ဘုရားသခင်သည် ရှုရီလူလာဗန်စီတို့ညအချိန်တွင်အိမ်မက်၌ကြွတော်မူ၍ သင်သည်ရကုတ်အားကောင်းမကောင်းကိုမပြောနှင့်တတိပြုလို့ဟုမိန်တော်မူ၏ထိုအခါရကုတ်သည်မိမိတဲကိုဂိလတောင်ပေါ်မှ ဆောက်နှင့်ပြီးလာဗန်သည်လိုက်၍မှီသောအခါမိမိညီအကိုတို့နှင့်တကွထိုတောင်ပေါ်မှတဲကိုဆောက်လေ၏လာဗန်ကလည်းသင်သည်အဘယ်သို့ပြုသည်နည်းစစ်တရား၌ဖမ်းမိသောသူတို့ကိုတိမ်သွာသည်ကဲ့သို့ငါကိုလှည့်စား၍ငါသမီးတို့ကိုတိမ်သွာလေပြီတကား ငါကိုလှည့်စား၍အပေကြောင့်တိတ်ဆိတ်စွာ ထွက်ပြေးသည်နီငါသည်ပျော်မွေ့ခြင်းကိုပြု၍တည်ခြင်းဆိုလျက်ပတ္တာနှင့်စောင်းတည်လျက်တင့်ကိုလွတ်လိုက်စေခြင်းကအပေကြောင့်ငါကိုမကြားမပြောဘဲနေသည်နီငါသားသမီးတို့ကိုငါနန်းစေခြင်းကအပေကြောင့်အခွင့်မပေးသည်နီတင်သည်မိုက်စွာပြုလေပြီတကားယခုတင့်ကိုငါနှင်းဆဲနိုင်၏သို့တော်လေမင်းညမှာတင်းဤအဖကိုးွယ်သောဖျားသခင်သည် ကြွလာ၍ရကုတ်အားကောင်းမကောင်းကို မပြောနှင့်တတိပြုလောဟုငါအားမိန်တော်မူ၏ယခုမှတင်းသည်မိဘအင်ကို အလွန်အောင့်မေ့သောကြောင့်တွားရသည်ဟုတ်စေတော့ငါဤဖျားတို့ကိုအပေကြောင့်ခိုးယူခဲ့ရသည်နိဟုရကုတ်ကိုဆို၏ရကုတ်ကလည်းတင်းသည် ကိုသမီးတို့ကို အနိုင်ထက်တင်းယူကောင်းတင်းယူလိမ့်မည်ဟုကျွန်ုပ်ဆိုရင်သောကြောင့်ထွက်ပြေးရ၏တင်းဤဖျားတို့ကိုမူကားအကျဉ်သူ၌တွေ့လျှင် ထိုသူကိုတည်စေလောကျွန်ုပ်တို့ညီကိုများရှေ့တွင်တင်းဥ္စာကို ပြတ်ညွံ့၍ယူပါလောဟု လာဘန်အားပြန်ပြော၏ယာခေလခိုးចောင်းကိုယာကုတ်မတီလာဘန်သည်ယာကုတ်တဲလေအားတဲဂျုံမနှုတ်တို့ဤတဲသို့ဝေရှာတော်လဲမတွေ့နှင့်လေအားတဲမှထွက်၍ယာခေလတဲသို့ဝင်လေ၏ယာခေလသည်ထိုရုပ်တုတို့ကိုယူ၍ကလအုပ်ဂုံဤတစားသေးသို့တွင်ထားပြီးလျှင် ထိုသရာပေါ်မှထိုင်လျက်နေ၏လာဗန်သည်တတဲလုံးကိုရှာဖွေ၍မတွေ့လင်ရခေလကဖခင်ရှိမှကျမမထနိုင်သည်ဖြစ်၍စိတ်ရှိတော်မမူပါနှင့် မိမတို့၌ဖြစ်မြဲရှိသည့်အတိုင်းကျမ၌ဖြစ်ပါသည်ဟုအဖအားဆိုလေ၏ထို့သောလာဗန်သည်ရှာဖွေ၍ရုတ်ထုတို့ကို မတွေ့ရအငယ်36မှ40 ထိုအခါယာကုပ်သည်စိတ်ဆိုး၍လာဘန်ကိုဆုံးမသည်ကားကျွန်ုပ်သည်အဘယ်သို့ပြစ်မှား၍အဘယ်အပြစ်ရှိသောကြောင့်ကျွန်ုပ်ကိုဤမြတ်လောက်ပြင်းထန်စွာလိုက်ရသည်။ကျွန်ုပ်အဥ္စာရှိသည်မြကို ရှာဖွေသည်ဖြစ်၍တင်းဤဥ္စာပရိကံတစုံတစ်ခုကို တွေ့မိလျှင်တင်းဤညီအကိုကျွန်ုပ်ညီအကိုတို့ဖြည့်တွင်ဤအရ၌ထားပါ သူတို့သည်ငါတို့နှစ်ယောက်ဆက်ချမ်းမှစီရင်ပါစေကျွန်ုပ်သည်တင်းထန်၌ အနှစ်20ပတ်လုံးနေရာတွင်တင်ဤတိုးမစိတ်မတို့သည်ဝန်ပိုးမပြက်စိတ်ထီးတိုးထီးတို့ကိုကျွန်ုပ်မစားပါရဲကြိုက်တတ်သောအကောင်ကိုတင့်ထန်တို့ကျွန်ုပ်မဆောင်ခဲ့ကိုအရှုံးခံရ၏နေမှာခိုးသည်ဖြစ်စေညမှာခိုးသည်ဖြစ်စေတင်သည်ကျွန်ုပ်တွင်အစာတောင်းလိရှိ၏နေအချိန်၌လည်းနေပူကို၎င်းညအချိန်၌လည်းနှင်းခဲကို၎င်းခံရပြီ အိပ်ပြချင်းကိုလည်းခံရပြီအငယ်57မှ53ထို့သောကျွန်ုပ်သည်အနှစ်20ပတ်လုံးတင်းဤအိမ်၌နေ၍တင်းဤသမီးနှစ်ယောက်အတွက်ကြောင့်14နှစ်တိုးစိတ်တို့အတွက်ကြောင့်6နှစ်အစီခံရပြီတို့ရတွင်တင်းသည်ကျွန်ုပ်အခါကို10ချင်းလဲပြီတကားယခုလည်းကျွန်ုပ်ဖ ాయి ဖျားသခင်အာဗြဟံဤဖျားသခင် ဤစေဤကြောင်းရရာဖျားသည် ကျွန်ုပ်ဘက်၌မရှိလင်တင်သည်ကျွန်ုပ်ကိုဧကမံလက်ချီလွတ်လိုက်လိမ့်မည်တကားအကယ်စင်စစ်ကျွန်ုပ်ဆင်းရဲခံရခြင်းပင်မန်းစွာလုက္ကံရခြင်းကိုဖျားသခင်မြည်၍မနေ့ညမှတင့်ကို ဆုံးမတော်မူပြီဟုဆိုလေ၏လာဘန်ကလည်းဤသမီးတို့သည်ငါသမီးဖြစ်ကြ၏ဤသူငယ်တို့သည်ငါသားဖြစ်ကြ၏ဤတိရိစ္ဆာန်တို့လည်းငါတိရိစ္ဆာန်ဖြစ်ကြ၏ မြင်သမျှသောဥစ္စာသည်ငါဥစ္စာဖြစ်၏ငါသမီးတို့၌၎င်း သူတို့ဖွားမြင်သောငါသူငယ်တို့၌၎င်းအဘယ်သို့ငါပြုနိုင်သနည်းအငယ်54မှ59တို့ဖြစ်၍ယခုတင်နှင့်ငါဆက်ကြား၌တက်တည်ဖြစ်စေ၍ငါတို့နှစ်ယောက်သည်ဗြိဉ္ဉ်ပြုကြဆုဟုယာကုပ်အားပြန်ပြော၏ယာကုပ်သည်လည်းကြောက်ကိုယူ၍မှတ်တိုင်ဖို့စိုက်ထူပြီးလျှင် ကြောက်များကိုဆုထားကြပါဟုညီကိုတို့အားဆိုသည့်အတိုင်သူတို့သည်ကြောက်များကိုယူ၍ကြောက်ပုံကိုတီလုပ်ပြီးမှထိုကြောက်ပုံအပေါ်၌စားတောက်ချင်းကိုပြုကြ၏ထိုကြောက်ပုံကိုလာပန်သည်ရေခါတဟာဒုတာဟူ၍၎င်းရာကုတ်သည်ဂိလတ်ဟူ၍၎င်းတမုတ်လေ၏လာပန်ကလည်းယနေ့ဤကြောက်ပုံသည်ငါနှင့်တင်ဤစัจချ၌တက်တည်ဖြစ်သည်ဟုဆို၏ ထိုကြောင့်ဂိလဟု၍သမုတ်ကြ၏မိစပါဟု၍သမုတ်ကြသည်၏အကြောင်းမူကားလာဗန်ကငါတို့သည်တယောက်နှင့်တယောက်ခွာသွားကြသောနောက်အရပ်ဖျားသည်ငါနှင့်တင်ဤဆက်ကြား၌စောင့်တော်မူစေတည်းအငယ်90မှ95တင်သည်ငါသမီးတို့ကိုညှင်းဆဲသည် ဖြစ်စေ ငါသမီးတို့မှတပါအခြားသောမိမနှင့်စုံဖက်သည်ဖြစ်စေငါတို့၌လူသက်သည်မရှိဘုရားသခင်သည်ငါနှင့်တင်ဤဆက်ကြား၌သက်သည်ဖြစ်တော်မူစေတည်းဟု၍၎င်းတဖန်လေငါနှင့်တင်ဤဆက်ကြား၌တင်သည်တီလုတ်ခဲ့ပြီးသောဤကြောက်ပုံနှင့်ဤမှတ်တိုင်ကို ကြည့်ပါလောငါသည်တင့်ကိုခိုင်ရန်ပြုခြင်းကဤကြောက်ပုံဤမှတ်တိုင်ကို မကြော်ရ သင်ဒီငါကိုခိုက်ရန်ပြုခြင်းငှာဤကြောက်ပုံဤမှတ်တိုင်ကိုမကြော်ရဟုဤကြောက်ပုံနှင့်ဤမှတ်တိုင်သည်တတ်တည်ဖြစ်စေတည်းအာပြန်ဟံဤဖျားသခင်နာခေါ်ဤဖျားသခင်တင့်ဖာဤဖျားသခင်သည်ငါတို့ဆက်ချ၌စည်ရင်တော်မူစေတည်းဟု၍၎င်းယာကုပ်အားဆို၏ယာကုပ်သည်လည်းမိမိအဖကြောက်ရွံ့ရာဖျားကိုတိုင်ကြည်၍ချိန်ဆခြင်းကိုပြုလေ၏ထိုအခါယာကုပ်သည် တောင်ပေါ်မှရစ်ပူဇော်၍ညီကိုများကို အစာစားစေခြင်းကခေါ်ဖိတ်သည်ဖြင့်သူတို့သည်စားတော့၍တောင်ပေါ်မှညကိုလွန်စေကြ၏နာနေစောစောလာပန်ထ၍မိမိသားမီးများကိုနမ်းလျက်ကောင်းချီးပေးပြီးမှမိမိနေရာပြည်သို့ပြန်သွားလေ၏ Okay နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘုရားမင်းရဲ့ဆုံးမ